မင်္ဂလာပါရှင်ဒီနေ့ကတော့950ဇက်တော်ဤကကနေဘက်တဲကနံပါတ်136ဒူနာဟန်တာဇက်တော်အကြောင်းဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီဇက်တော်ကတော့ရွှေအတောင်တစ်ခုတစ်ခုပေးဒီကို လောဘမသိမ်းနိုင်ပဲရွှေဟင်းနာမင်းဤတကူလုံးရှိ အမွေးတို့ကိုနှုတ်ယူတော့ပုံနှိမအကြောင်းအပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါတယ်ရှင်နတ်လူတို့ဤစရာဖြစ်တော်မူသောမြတ်စွာဘုရားသည် ဝင်လူဝန်ကြောင်း၌တရင်သုံးတော်မူစဉ်တာဝတိမြို့သူတရင်တယ်မတယောက်တည်းဘိက္ခုနီမတန်ခါအားစက်တွန်လောင်းလူရန်ရာကင်းသောအားဘိက္ခုနီမတို့လာလျင်တပါးတပါးအားစက်တွန်နှုတ်သုံးဦးစီလူပါဟု စေခိုင်းမှထားလေ၏ထိုအခါမှစ၍ရဟမင်းမတို့သည်ရာကင်းတို့၎င်းအိမ်တို့၎င်းတွား၍အလှကန်ကြကုန်၏ တနေ့တနိုင်ပွဲတပင်ရှိ၍အိမ်တွင်ကြက်တွန်ကုံလေး၏ထိုအခါထုလန့်အနန္ဒာသည်ယဟန်မိမအချင်းရန်နှင့်အိမ်တို့ကြက်တွန်လူခံရန်ကြွလေ၏တည်င်းနယ်မှသည် အရှင်မ အိမ်မှာကြက်တုံကုန်နေသည်ရာခင်းတို့ကြွပါဟုလျှောက်သည်ဖြင့်အတိုင်းရှိကိုမသိပဲအလိုရှိတိုင်းနှုတ်ယူကြကုန်၏ရာခင်းစောက်သည်ကဲ့ရဲ့၏ရာခင်းစောက်စကားကိုကြား၍ယဟန်မင်းမတို့သည်ကဲ့ရဲ့ကြကုန်၏နောက်တစ်ဆင့်ကြား၍ယဟန်ယောက်ျားတို့သည်ကဲ့ရဲ့ကြကုန်၏မြတ်စွာဘုရားကြားတော်မူ၍ထုံးလနန္ဒာကိုကဲ့ရဲ့တော်မူပြီးလျှင် ယဟန်တို့အလိုကြီးတော်သူကိုဝေးဖွာတော်သမီးတီပင်မနှစ်တဲ့လူမကြည်ညိုလက်လာပါနေ၏ဟုယဟန်တို့ကိုတရားဟောတော်မူ၍ထုလနန္ဒာကယခုအခါ၌သာလူကြီးဒီမဟုတ်ရှေးခါ၌လည်းလူကြီးဘူးပေဟုမိတော်မူကအောက်ပါဒိဋ္ဌက်ကိုဆောင်းတော်မူသည် မလေးပြီးတော့အခါဗာဒနတိပြီဝဲမြမတ်မင်းမင်းပြုတည်ရှိသောဖျားလောင်းဒီပုံနာမျိုး၌ဖြစ်၍အွေရောက်လက်တော်အမျိုးသူတို့တို့တမီတယောက်နှင့်အိမ်တော်ပြုလေ၏ထိုပုံနာဝဲနန္ဒာနန္ဒာဝတိတုံတာရိနန္ဒာဟု၍တမီသုံးယောက်တို့သည်ရှိကုန်၏ထိုတမီသုံးယောက်အိမ်တော်မကြမီနှင့်ဖခင်ပုံနာသည်စုတည်၍ရွှေရင်နာမျိုး၌ဖြစ်လေ၏ထိုရွှေရင်နာသည် ဇာတိတရညာကိုရ၏ရေတို့ရောက်လက်တော်ရွှေတောင်တို့ဖြစ်ပုံလွန်း၍တင့်တယ်တော်မိမိကိုယ်ကိုမြင်၍ငါသည်ဘေဘွားမဆုတည်၍ဤရွှေရင်နာမျိုး၌ဖြစ်သည်နည်းဟုဆင်ခြင်လက်တော်လူဘွားမဆုတည်လာသည်ကိုသိလေ၏တဖန်တို့လူဘွား၌အဖြစ်အပျက်ကိုဆင်ခြင်ပြန်တော်ပုံနေမှနှင့်တမိသုံးယောက်တို့သူတပားအိမ်မှာအခစားလောက်က စင်းစင်းရဲ့ရဲ့အတက်မွေးနေရဒီကိုတိပြန်၏ထွက်ကားရွှင်ရင်သာဒီငါဇနီနဲ့တမီးတို့မှစင်းရဲလှသည်ငါကိုယ်တွင် ပေါတော်ရွှေတောင်တို့လည်းအထုအခက်ခံကုန်၏တယောက်တောင်စီပေးမည်ထိုအတောင်တို့ဖြင့် ချမ်းချမ်းသာသာအတက်မွေးစေမည်ဟုကြင်စီကထိုရက်တို့တွား၍အင်ခေါင်အုပ်ဝါဆွန်းတွင်နားလေ၏ပုံနေမှနှင့်တမီးတို့ရောက်တို့သည်ရွှင်ဟင်းနာကိုမြင်လျှင် ဘယ်ရက်ကလာသည်နည်းဟုမေးလေ၏ထိုအခါရွှင်ဟင်းသာကသမီးတို့ငါကဘဝဟောင်းကတင်တို့ဤဖခင်ဖြစ်သည် ယခုရွှင်ဟင်းနာမျိုးမှဖြစ်သည်တင်တို့ကို ကြည့်ရှုရန်လာသည်ဤနေ့မှစ၍သူတစ်ပါးအိမ်မှာခစားလို့၍အသက်မွေးဖို့မရှိတင်တို့အားအတောင်တောင်စီပေးမည် ဖော်တောင်ကိုရောင်းချလျက်ချမ်းချမ်းသာသာအသက်မွေးကြဟုပြောဆိုပြီးရင်တရောင်စီချွေ၍ပေးကားသွားလေ၏။ဤတို့တော်နည်းဖြင့်ညံခါရံခါလာ၍ပေး၏။ပုံနေမှနှင့်တမိတုံရောင်တို့သည်ထိုတောင်တို့ကိုရောင်းချသည်ဖြင့်ကြွယ်ဝချမ်းသာကုန်၏။တနည်းတနိုင်ပုံနေမှသည်တမိတို့ကိုချစ်တမိတို့တရိစ္ဆန်တို့စိတ်ကိုသိရန်ခဲရင်သည်တင်တို့အဖသည်နောက်တူလာလိုမှလာပေမည်။ ဒီခါလာရင်အတောင်တွေအကုန်နှုတ်ယူမည်ဟုတိုင်ပင်လေ၏တမိတို့သည်မိခင် အဖပင်မန်းလေးမည်ဟုသဘောမတူကြကုန်ပုံနေမကအလွန်အလိုကြီးလာသည်ဖြင့်တဖန်ချွင်ရင်သာလာသောအခါဖမ်း၍လက်နှစ်ဖက်ဖြင့်အတင်းကင်ကအတောင်တို့ကိုအကုန်နှုတ်၍ယူလေ၏တောင်တို့သည်ရွှေဟင်းနာအလိုမတူပဲအနိုင်အထက်နှုတ်ယူတော့ကြောင့်ရွှေမဖြစ်ပဲပြိုင်းတောင်ကဲ့သို့ဖြူကုန်၏ရွှေဟင်းနာသည် အတောင်ရှိတော့တဖြစ်မိမိအရက်တို့ မပြန်နိုင်လေသူအခါပုံနေမှသည်ရွှေဟင်းတာကိုအိုးစီးတွင်ထဲကမင်းမြူရလေ၏တဖန်ပေါတော့အတောင်တို့လည်းရွှေမဖြစ်ပဲပြိုင်းတောင်ကဲ့သို့ဖြူကုန်၏ရွှေဟင်းတာလည်းအတောင်ပေါတည်ရှိတော့မိမိနေရာတို့ပြန်လေ၏နောက်တဖန်ပြန်မလာတော့ချေမြတ်စွာဘုရားသည်အသေးဝတ္ထုကိုဆောင်းတော်မူ၍ယဟန်တို့ ထုတ်လန့်နန္ဒာသည်ယခုအခါ၌သာအလိုကြီးသည်မဟုတ် ရှေးအခါ၌လည်းအလိုကြီးဘူးကြီးအလိုကြီးသည့်အတွက်ရွှေမဆိုးရုပ်တကယ်တို့စွတ်တော်မှဆိုးရုပ်ကြကုန်လက်တန်ဟုမိတော်မူကတဖန်ယဟန်းတို့ညံ့ညားရရင်အတိုင်းရှိကိုတည်ရမည် နည်းနည်းရရင်ရသည်မှဖြစ်ရောက်ရရမည်အမှန်စင်စစ်မှာအလွန်အလိုကြီးသူက ရုပ်မာဤရှင်ရင်တာကိုဖမ်း၍ရှင်မဆုပ်ယုပ်တကယ်တော့မှန်ရမည်ဟုမိတော်မူပြီးလျင်စက်တွန်စားသောဒိတ်ကုဏီမအားပါစိတ်အာဘတ်တင်စေဟုတိခါပုတ်ကို ပြည့်ညတ်တော်မူ၏ဤတို့လျင်မြတ်စွာဘုရားသည် အသေးပြဆုံးပန်နှစ်တန်သောဝတ္ထုတို့ကိုအမှုတန်သည်ဆက်ဆက်တော်မူလျက်ယဟန်တို့ထိုအခါပုံနေမှသည်ယခုအခါထုံလန့်နန္တာတမိ၃ယောက်တို့သည်ညံမ၃ယောက်ရွှေရင်တာသည်ငါဖျားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူသည်သူမနာဟန်တာဇက်တော်ဤတွင်ပြီးဤခုလိုဖက်ပြခွေရအောင်ဂျေစုပြုပေးခဲ့ကြသူများအလုံးကိုသူပဲဂျေစုတင်ရှိပါတယ်ရှင်နားထောင်ပေးကြသူများအလုံးလည်းနှလုံးစိတ်ဝင် 明天加班。